ကိုစင်မီတန်မှာဒီနေ့ပထမဆုံးစပြီးတော့ချင်းွေလျှောက်တယ်လို့ကြားရပေါ့နော်အကိုရဲ့အတွေ့အကြုံလေးကို share ပေးပါအောင်ဆင်အတွေ့အကြုံကတော့ဟိုတော့ကျွန်တော်မနက်ကအဲ့7နာရီလောက်လျှောက်တာပေါ့နော်ကို3နာရီနဲ့ပြီးရဆိုမြန်းပါတယ်ပေါ့နော်ဒါဝန်ဆောင်မှုလည်းကောင်းတယ်အကုန်စကားပြောရဆိုရတာလည်းအကုန်လုံးအဆင်ပြေတယ်ပေါ့လေးထွတ်ထွတ်နဲ့ကြိုးတူကြပါတယ်နော်အဆင်ပြေပါတယ်ဟုတ်ကဲ့ ုတ်ကဲ့အကိုဒီနေ့ချင်းခွေရှောက်ပြီးတော့ဒီနေ့တန်းရမယ်ဆိုတာအကိုသိခဲ့လားမသိဘူးအဲကျွန်တော်တော့မြင်မယ်လို့တော့ကျွန်တော်မစဉ်းစားမိခဲ့ဘူးပေါ့မသိခဲ့မိဘူးပေါ့အဲကျွန်တော်နည်းနည်းကြာမယ်ထင်တာခုခုတန်းရဆိုတော့တကယ်လည်းအဆင်ပြေပါတယ်ဟုတ်ချောချောမွေ့မွေ့ပါပဲပေါ့အကိုချင်းခွေအခုမှစပြီးတော့ရှောက်ချင်တဲ့သူတွေအနေနဲ့ပေါ့နော်ဒီယုံထဲကိုဝင်လိုက်ပြီဆိုလို့ရှိရင်ဘာတွေလုပ်ရလဲဆိုတော့အကြောင်းလေးပေါ့နော်အဲဘေးဘာ step ပြီးလို့ရှိရင်ဘာ step ဆိုတာဟာလေးနည်းနည်းလေးရှင်းပြပေးပါလားအာရုံးတော့ဆော့ဆော့ဝင်ကျွန်တော်ကျွန်တော်တို့ရဲ့ဒီပါတဲ့ passport တွေဟိုဟာဝတ်ပါမစ်တွေပေါ့နော်အဲ့ဒါတွေကို အရင်ဆုံးတော့တုံငင်ယူရတာပေါ့နော်အရင်ဆုံးတုံငင်ယူပြီးမှအတူတုံငင်လိုက်ကျွန်တော်တို့အဲ passport တွေပြပေးရတယ်ပြီးတော့ web meeting နဲ့အလုပ်ရုံနဲ့ location တွေပါတခါလေးပြပြပြီးတော့ပြီးတော့ကျွန်တော်တို့လူတွေ့ interview တွေဖြည့်ဖြည့်ပြီးရင်ကျွန်တော်ပတ်စံထုတ်လို့ရပါတယ်ဟုတ်ကဲ့ပါ interview ဖြည့်ရတော့တချို့တွေကကြောက် interview ဖြည့်ရတာကြောက်ကြရပါတော့ဗာမီကုန်းနေမေးမလဲဆိုပြီးတော့အဲ့လိုကြောက်ကြရတယ်အခုအနေနဲ့အခုဖြည့်ရတဲ့အချိန်မှာအလွယ်ကူလားပေါ့နော်ဟုတ်လည်းဘာလဲတခြားခက်ခဲပြီတော့ပါပါကိုကိုကိုကြီးကိုကဘယ်လိုပြောရမလဲကိုနေထိုင်မှုပုံစံနဲ့ကိုမြန်မာနိုင်ငံမှာမြန်မာနေလဲ ဘာတွေလုပ်လဲပြီးတော့ဒီမှာရောနေရာကြာပြီလားဘိုင်းမှာနေရာကြာရမို့ပြီးမေးရပါဘာလို့လုပ်လဲဒီနေ့ကတော့ဘာမှတောက်ချာမပါပါဘူးဟုတ်ကဲ့ပါရှင်အကိုတိပြီလားမသိဘူးညီမတို့စီမှာအခုဆိုလို့ရှိရင်နှစ်ကုန်ကန်ဆယ်မဲ့အဆီဇင်လေးရှိရဲဆိုတာတိဘူးမသိခဲ့ဘူးเนาะဆိုတော့ညီမနည်းနည်းသိပြရမယ်အခုချင်းွေပထမဆုံးစားလျှောက်တဲ့သူရဲ့အနေနဲ့ဒီချင်းွေကိုလည်းပုံမှန်ပြဆက်တယ်ဆိုလို့ရှိရင်ဒီနှစ်ကုန်ကန်ဆယ်မဲ့အဆီဇင်နောက်နှစ်ဇန်နဝါရီလမှာအဲကန်ဆယ်မဲ့ဖောက်ဝင်မှာပေါ့เนาะအဲ့ဒီအဆီဇင်မှာအကိုက automatic ပါပြီးသား ဖြစ်သွား ਈ ပါเนาะဆိုတော့အကိုအနေနဲ့အာကဲလို့ winner ဖြစ်သွားမယ်ဆိုလို့ရှိရင်ရွှေစုရမှာဖြစ်ပါတယ်ဆိုတော့အကိုမသိရဘူးအဲ့ဒါမသိရမီရဟုတ်ကဲ့ပါကံကောင်းပါစေလို့ညောစူးစမ်းရိုက်ပါတယ်ကျေးဇူးများကြီးတင်ပါတယ်ရှင်ဟုတ်